မဲစင်းမှားလို့အာနာတိမ်ရပါတယ်ဆိုတဲ့စစ်တပ်ကအခုသူတို့လုတ်တဲ့ရွေးကောက်ပွဲမှာ900မှာ300ကမဲစင်းမှားတယ်တာကိုဖော်တဲ့သူကဖော်တယ်ဖော်တဲ့သူကတော့အလုံးတည့်ရဲ့အတိုင်းဘူးလက်လှဆူအဲ့ဒီဘူးလက်လှဆူရအဲ့ဒါလို့ဖော်ကကောင်းမလားဆိုပြီးတော့ကြော်မျိုးမင်းကထပောက်ပွဲထားတာအဲ့တော့ကျွန်တော်စဉ်းစားတယ်မှားနေလို့မှားနေတယ်ပြည်သူကိုချပြတာကိုအမှန်တရားချပြတာလေအဲ့ဒါကိုမချပြဘူးဆိုတော့ဒီကောင်တွေဟာ ဘလောက်လိန်ဖို့လုံနေတယ်ဆိုတာအဲ့ဒါအဖြေပဲနော်ဒီမှာကြည့်ဝဲကြုံကြုံပြောပြောကြည့်ဝါတို့ဒီမဲစင်းကိစ္စပါယူကောဘောနဲ့ပတ်သက်မဲစင်းကိစ္စမဲစင်းကိစ္စတော့ချားမဟုတ်ပါဘူးဟိုကျွန်တော်တို့ကတော့အตาလေးအတန်တိတ်နေခဲ့ပါတယ်ဒါပေမဲ့အဲချားတယ်နော်မှားနေတာကိုတည့်ရသားနဲ့ကျွန်တော်တို့ကတော့အตาလေးအတန်တိတ်နေခဲ့တယ်သူကိုယ်တိုင်ဝန်ခံတာကြီးစက်ဟမ်ဒီဘက်ဒီတော်လံပြည်သူဘက်ချမ်းဟာဆိုမဟုတ်တာတွေရောဟုတ်တာတွေရောဟုတ်တာကနည်းနည်းဆိုမဟုတ်တာတွေအများကြီးတဲ့ပေါက်ပန်း၄၀ဗျံပဓာတွေပြော့ ဟမ်သူ့အတူတည်င်းသမားဆိုပြီးတော့တခါကျရင်ပြောရတဲ့ဗက်မလိုက်တည်င်းသမားတဲ့ဟမ်ဗက်မလိုက်တည်င်းသမားဆိုဟိုဘက်ကမာတာသူဘာဖြစ်ငြိမ်းနေလဲကြည့်အဲ့ဒါကြည့်ပေါ်ပြီးတွေ့ရမလားဒီကောင်နေတဲ့ရုပ်မှန်မှုပဲအဲ့ဒါပဲကြည့်နော်မင်းတို့စစ်တပ်ထောက်ခံတဲ့အတိုင်းအဝိုင်းနေတယ်အဲ့ဒါကိုမြင်အောင်ကြည့်မင်းတို့ကတခါကျရင်သူ့ဘက်ကိုယ့်ဘက်လောက်ပဲမြင်အောင်ကြည့်တယ်နော်တကယ်ကြည့်ရမှဒီအမှားမှန်မဟုတ်ဘူးလားသူမကိုပဲကြည့်ရမှလားအမှားအမှန်ကိုကြည့်ရမှလားကိုဘကမို့လို့နော်သူဘကဟုတ်လို့ခွဲရမှလား ူဘက်ကမှားနေတဲ့အရာကိုထောက်ပြမှာကိုဘက်ကလည်းမှားနေလက်ခံစရာအကြောင်းရှိတာအခုကြော်မျိုးမင်းကြီးဒါတူကိုယ်လည်းပြောဘူးတူကိုယ်လည်းပေါ်ရနော်တွေ့တယ်မကြည့်ဝါမဲစင်းကိစ္စနဲ့ပတ်သက်လို့ပြည်ပြည့်အုပ်စုတွေကတော့စရေးလာပါပြီဘလို့ရေးလဲဆိုတော့မဲစင်းကြောင့်အာနာသိမ့်ခဲ့တဲ့စစ်တပ်ရဲ့မဲစင်းတွေမှားနေတယ်ဆိုပြီးတော့ကဲပြည်ပြည့်အုပ်စုတွေကစရေးပြီဆိုတော့ပြည်ပြည့်အုပ်စုတွေကဘာကြောင့်အဲ့လိုရေးလဲဆိုတော့အာပြည်ခံပြောပါတီကနေပြီးတော့တိုက်တာဝန်ကဦးလာဆွေရဲ့ဇကားကိုကိုးကားပြီးတော့ကိုပြောတော့ ဆိုဥလားဆိုရင်မပြောရင်တို့မသိဘူးဥလားဆိုရင်ပြောလိုက်တဲ့ခါကျတော့ဥလားဆိုရဲ့စကားကိုကိုးကားပြီးတော့တို့ကအကောင်လုံးကဥလားဆိုရဲ့စကားကိုပဲကိုးကားပြီးကုတ်လုပ်ပြီးတော့ပဲမီဒီယာတွေပြည်ပြည်မီဒီယာအကောင်လုံးဝိုင်းဖော်ပြတာဆိုလိုတာဥလားဆိုတာမပြောရင်ဒီ UIC ရဲ့မဲစင်းကိစ္စကိုမှားတယ်ဆိုတဲ့ကိစ္စကိုဘယ်သူကမှအဲ့လောက်ကြီး highlight လုပ်ပြီးရေးဖို့ခက်ခဲလိမ့်မယ်ဆိုကဲတတိကဲမဟုတ်ဒေတာဒီဒေါ်လာပြည်သူပဲအချမ်းအောင်လို့ကျွန်တော်ပြောပြမှာလို့ပေါ့အားလုံးသိပြီးသားနော်ဒီကျော်မျိုးမင်းဘက်ကဒီစစ်တပ်ဘောမဆိုတဲ့အတိုင်းဝိုင်းကိုပြောချင်တာကြိမင်းတို့လူပြောနေတယ်ပေါ့ နော်ငါတို့မတိအောင်နော်ငါတို့တော်လှန်ပြည်သူရွေးကောက်ပွဲကိုလက်ခံတာကမဟုတ်တဲ့အတွက်ငါတို့စိတ်ဝင်စားစရာမလိုဘူးဒီရွေးကောက်ပွဲဒီစစ်တပ်ကိုထောက်ခံတဲ့လူတွေလက်ခံတဲ့ရွေးကောက်ပွဲဟုတ်တယ်နော်အဲ့တော့မင်းတို့တည်သူကဒီစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဟာထောက်ခံပါတယ်လို့အချိန်မှာဒလုံမှားနေတဲ့အရာကြီးကိုမင်းတို့တော့ပေးမတိပဲနဲ့ပေါက်ဖုံးပြထားဖို့ပြောတဲ့တော်မျိုးမင်းကစဉ်းစားကြည့်အဲ့တော့မင်းတို့ဘက်မှာအမှန်တရားဆိုတော့ဘယ်မှာလဲတရားမျှတမှုဆိုတော့ဘယ်မှာလဲအဖြေပဲဒါကြောင့်မလို့ငါတို့တော်လှန်နေဆိုတာ ဒီလိုအလုံမျိုးတွေဒီလိုកောင်မျိုးတွေဒီလိုအကျင့်ကြံမျိုးတွေတို့နိုင်ငံမှာရှိလို့မရတော့တော်နာတာအဲ့ဒါဆင်းလင်းအခုကြည့်မှားနေတဲ့အရာကိုဒါမပြောရတဲ့အဘလူးမှမတည်ဘူးဟာကဲမဲသရင်မှားလို့ဆိုပြီးတော့အာနာသိန်းနဲ့အာနာသိန်းတဲ့កောင်တွေကသူတို့လှုပ်တဲ့ဟာမှာ900မှာ300မှားတယ်လေဘူးလှစီပြောတာဘူးနဲ့ကိုယ်တိုင်ထွက်ပြောတာနော်မှားလို့မှားတယ်ပြောတာလေမမှားပဲနဲ့ဘူးလည်းပြောဘူးလည်းဖမ်းခံနေပြီပေါ့ဒါသူတို့လူချင်းချင်းပဲအဲ့တော့မှားလို့မှားတယ်ထွက်ပြောတဲ့လူကိုတော့မှား မှားတာကိုထွက်ပြောရအောင်တော့မပြောနဲ့တဲ့လူတွေတိကုန်မယ်တဲ့ကဲစဉ်းစားစဉ်းစားကြည့်ကြပြီးတော့ဒီကောင်လေးရဲ့စိတ်ဓာတ်အကျင့်စာတိတာအဲ့ဒါမြင်အောင်ပြကျွန်တော်တို့တွေ reaction လုပ်တယ်ဆိုတာကအမုန်းတရားပြောဖို့အတွက်လုပ်နေတာမဟုတ်ဘူးเนาะဒီလိုမဟုတ်ကဟုတ်ကမမှန်မကန်ပြောတဲ့အရာတွေကိုကျွန်တော်တို့တွေထောက်ပြပေါ်ပြနေတာကျွန်တော်တို့မဟုတ်ကဟုတ်ကပြောရင်ကျွန်တော်တို့ပြန်ပြောပါเนาะအေးဟိုမျက်မှန်နဲ့ဟိုချင်းနဲ့တော့မစင်သေးတဲ့စောက်ပေါ်လေးပြောနေ ဟိုဗယံဗရာညစ်တီးညစ်ဆုပ်တွေရှောက်ပြောမဟုတ်ကဟုတ်ကတည်းကဆွတ်ဆွဲပြီးအက်ဒစ်တွေလုပ်ဒါမျိုးဆိုတဲ့ဟာမျိုးဒါတော့ဘောင်ဝင်ဘူးနော်လူတွေကိုထည့်ပြောလို့ရရမို့တွက်တူ YouTube ဝင်ဝင်ရှာခြင်းတို့တို့လိုက်လိုက်လုပ်နေတဲ့ကောင်မျိုးနော်တကယ်မှားလို့ရှိရင်ကိုင်းကပြောတော့ online ဘက်ကတူမှားတော့ထောက်ပြမှားတာကိုလက်မခံနဲ့မဟုတ်တာကိုလက်မခံနဲ့မတရားတာကိုလက်မခံနဲ့ဒါဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာအတိုက်အခိုက်ဆိုတာဖြစ်လာစရာအကြောင်းမရှိဘူးအတိုက်အခံပဲရှိလိမ့်မင်းဘက်ရောဘက်ကဘယ်လောက်လုံနိုင်တယ်တိုင်းပြည်တို့ငါတို့ဘက်ကဘယ်လောက်လုံနိုင်တယ်ဒါဆိုရင်တိုင်းပြည်မတိုးတက်ဘူးလား ဟမ်ပြည်သူတွေဘဝမမြင့်မားဘူးလားအခုဒလောဟာမျိုးမားနေတဲ့အရာကြီးကိုဖုံးပြီးဖို့ဝိုင်းပြောနေတာကစင်းစားကြည့်ဒီတိုင်းပြည်မှာမပြည့်ဘယ်တိုင်းပြည်ပြတ်တော့မလဲဒီတိုင်းပြည်မှာမနိုင်ကြရင်ဘယ်တိုင်းပြည်နိုင်ကြမလဲစစ်တပ်ကတိုင်းဥဆောင်နေတဲ့တိုင်းပြည်မှာစစ်တပ်ကအမားလုပ်တဲ့အရာတွေကိုမှားလို့မှားတယ်ပြောတဲ့လူကိုမပြောဖို့ဝိုင်းတားတဲ့ဆိုတဲ့ကစဉ်းစားစဉ်းစားကြည့်ကြပြီလို့နော်စဉ်းစားစဉ်းစားကြည့်အခုတော့ဦးလာဆိုကြီးက ထပြီးတော့မဲစင်းမားတဲ့အကြောင်းတစ်တော်မှာနှစ်ကြိမ်ပြောတယ်ဒီနေ့မနေ့မှာတစ်ကြိမ်ထပ်ပြောတယ်ဒီနေ့မနေ့တစ်ကြိမ်ကတော့သူကကြည်ရသူ့ကိုယ်သူပြန်ပြီးတော့ပြန်ထိန်းနေတဲ့သဘောလားမသိဘူးအာယူစီယာလူတဲ့အရန်တော်တဲ့အရန်ကောင်းတဲ့အရန်ကိုပဲဟောဖြစ်တယ်အလုံးဝကိုဗာလဲအယူစီယာတကယ်ကိုပဲစနစ်ချချင်းချင်းပြန်လုပ်ပေးသွားတယ်တော်တယ်ဗျာအရင်တော့အနေရတဲ့တော့ယူစီဆိုရင်အဲ့လိုမလုပ်ဘူးဗာညာပေါ့စသဖြင့်ဒီလိုမျိုးပြောတယ်ပေါ့ဗျာဆိုတော့ပြန်ပြီးတော့သူပြန်ဖြည့်ရထင်ပါတယ်ဘလို့ပြည့်ဥလာစရာကိုစပြောလိုက်တယ်သူသွားကြည့်တဲ့နေရာလေးပေါ့ဗျာဒါပေမဲ့တော့သူကကျွန်တော်တိကျပြောခဏရုပ်သားနောက်ထောင်ယူပါပြီအဲ့ရုပ်သားနောက်ထောင်ခဏရုပ်သားနောက်ထောင်ပြီးတော့ပြီ သူသွားကြည့်တဲ့နေရာနေပြီးတော့တဲ့နေရာနောက်ခုထပ်မနေမှာမဲရီမားနေစင်းနေမားနေမားတဲ့အတွက်သူအဲ့ဒါကို UEC ကိုစာပို့ပြီးတော့မေးတာမျိုးမလုပ်ဖ ೇನೆ သူ့ရဲ့ TikTok platform ပေါ်ကနေ TikTok ကနေပြီးတော့ဗီဒီယိုတွေထုတ်လွှင့်ပြောကြားပလိုက်တယ်တကယ်တော့သူဒီဘာလို့တင်တာလဲမင်း UEC ကိုတရားဝင်စာထုတ်မေးပြီးတော့ UEC ကမဖြေရှင်းပေးမှသာလင် TikTok ကနေလူသိအရှင်းကြအများပြည်သူပြောတာမျိုးလုပ်တင်တယ်အခုကဘာလဲဆိုတော့ UEC ကဖြေရှင်းပေးလောင်ပေးလောက်တော့မသိဘူးတန်းပြီးတော့သူကတန်းပြီးတော့ TikTok ပေါ်ကနေတန်းပြီးတော့ပြောပလိုက်တာပြောပလိုက်တဲ့ခါကျတော့ တကယ်လားဘုရက်လှဆိုရယူစီကိုမပြောဘဲနဲ့တစ်တက်ဘွားတားလိုက်ပြောတာလားဟမ်ယူစီကိုပြောတယ်လေယူစီကိုပြောလို့မရလို့တစ်တက်ဘွားထွက်အောင်နေတာလေအားလုံးလက်တိကြဟာကြီးကိုဟာကျော်မျိုးမင်းအမှန်နဲ့ကျော်မျိုးမင်းကလေကြည့်ဒီကိုစိတ်သက်ပါယူစီရဲ့ message เนี่ยမှားတယ်ဆိုတာကိုပြည်ပြည်အုပ်စုတွေကဦးလာဆွေရဲ့ပြောကြချက်ကိုကင်ပြီးတော့ကိုးကားပြီးတော့တန်းပြီးတော့ကိုပြောလိုက်တော့ပြောတဲ့ခါကျတော့ဘာဆက်ဖြစ်ကုန်လဲဆိုတော့အခုပြောတယ်ဆိုတာကမင်းတို့ရွေးကောက်ပေါ်စိတ်ဝင်စားလို့ပြောတာမဟုတ်ဘူး သိလားမင်းတို့ရဲ့စက်သလွဲလောက်ရက်တွေကိုမြင်အောင်ပြလိုက်တာမဲကိုပါတယ်ဆိုပြီးမဲလိမ်မဲစင်းမှလို့မဲလိမ်မဲကိုဖြစ်ဖြစ်ပါတယ်ဆိုပြီးတော့ပြောပြီးအာနာသိမ့်တဲ့ကောင်ဒီသူတို့လုပ်တဲ့ရွေးကောက်ပွဲမှာလူ900မှာ300မှားနေတယ်ကောင်းရောလားဟမ်တေကြပေါ့အဲ့လိုဟာမျိုးတွေကိုငါတို့ကတော့ခေါင်းဆောင်မတင်ဘူးနိုင်ငံဥဆောင်မဲ့လူညာမထားနိုင်ဘူးအဲ့လိုဘယံမထားဘူးသိလားအဲ့ဘယံမထားရောက်ပေါ့ဒါပေမဲ့တခုလို့ရှိတယ်ဒီတော်လိုင်းရင်းမှလည်းကျွန်တော်စဉ်းစားမိတယ်ငါတို့တော်လိုင်းရင်းမြန်မာနိုင်ငံအခုနေတိုင်းပြည်ရက်လိုက်နော် မင်းတို့စစ်တပ်ကိုထောက်ခံတဲ့တူတွေဘယ်သူတွေကြောက်ဟိုဘက်ချမ်းသွားနေတော့နော်မြောက်မြမန်ဒီအမှနေကြအကုန်လိုက်ဝအကုန်လိုက်ဝကြောက်မနေလိုက်ဝဟမ်ရှိတဲ့တိုင်းပြည်ရဲ့နော်ဒီဟိုအခြေခံဝင်နေနေရစနော်ဤပညာတွေစစ်လက်နဲ့အကုန်ပေးမယ်ယူရတော့အမှနေကြမင်းတို့ကြိုက်တဲ့လူကိုခေါင်းဆောင်ပေးနော်မင်းအောင်လိုက်ပဲခေါင်းဆောင်တင်ကြော်မျိုးမင်းပဲခေါင်းဆောင်တင်နော်ကြော်စိုးဦးပဲခေါင်းဆောင်တင်ကြိုက်တဲ့လူတင်အမှနေကြနော်ဒီဘက်ချမ်းကိုငါမလာနဲ့အဲ့ဒါလို့ဆိုရင်ဒီတိုင်းပြည်ကဘယ်တော့ငြိမ်းချမ်းမအောင်လည်းမသိဘူးနော်မင်းတို့ပြည်ပြပြကြလေအမှမင်းတို့အားပေးတဲ့လူကို တခါနဲ့အဲ့လိုလုပ်လိုက်ရှင်တကယ်ပြောလားစစ်တပ်ကနိုင်ငံတော်ကြီးကဲတွေနဲ့တာဝန်ရှိသူတွေအကုန်လုံးကဘာဖြစ်ကုန်လဲမဲစင်းမှားလို့အာဏာသိမ်းတဲ့စစ်တပ်ကအခုသူတို့မဲစင်းတွေမှားတယ်တွေ့လာဆိုပြီးတော့လူတွေကိုဝါရဖြန့်လို့ရသွားတယ်အဲ့တော့နင်းထိုင်နေတဲ့ဟိုဘာခေါ်လို့ဆိုတော့နိုင်ငံဟမ်ဝါရဖြန့်နေဆိုတာကမဟုတ်တာကိုအဟုတ်လို့ပြီးပြောတာအဲ့ဒါဝါရဖြန့်တာဝါရဖြန့်နေဆိုတဲ့စကားလုံးကဒီမဟုတ်တဲ့အကြောင်းအရာကိုဟုတ်ပါတယ်မှန်ပါတယ်ဆိုပြီးလိန်ညာလီစေပြီးတော့တရင်ဖြန့်တာကိုဝါရဖြန့်နေခေါ် လက်ရှိမဲစင်းမမားဘူးလားမားတယ်လေဘူးနဲ့ပြောတာမဟုတ်ဘူးလားဟုတ်တယ်လေအေးမားတော့မားတယ်ပြောလို့ပြောတယ်ပြန်ပြောတယ်အဲ့ဝါရပြန်တာမဟုတ်ဘူးအဲ့ဒါအမှန်တရားကိုပြတာပြည်သူမတူဘူးအဲ့ကြောင့်မျိုးမင်းအဲ့လိုလုံးမချနဲ့မတူဘူးတိလားဝါရပြန်တယ်ဆိုတာမင်းတို့ပဲအချမ်းမှာရှိတယ်ငါတို့ပဲအချမ်းမှာဝါရပြန်လို့မရအောင်တိလားကျွန်တော်ကြီးခဲ့နေနေထိုင်နေစောခါတော့ဗျာစောခါတော့အဲသူကအမှန်ကဲကတော့ဘူးလက်ကိုဂျေအောင်အောင်ကြော်မျိုးမင်းကကြိတ်မနိုင်ခဲမရနဲ့စောနေတာမင်းအောင်နိုင်နဲ့တိုက်ပေးတော့ရှင်းရှင်းပြောရင်လက်ရှိမင်းအောင်နိုင်လို့ အစစ်တပ်မှာအာဏာရှိတဲ့ကောင်တွေနဲ့ဘူးလက်လှဆွေနဲ့ထိအောင်ညှိအောင်လို့ကြော်မျိုးမင်းကဖာချင်းဖာချင်းကြံတာအဲ့ဒါဒီကောင်လေးစိတ်သက်ကြည့်လိုက်ကြည့်အချင်းချင်းတောင်မှဘလောက်ယုတ်မှလဲနော်မှားနေတာကိုပြောတဲ့သူတို့တောင်မှတောက်တဲ့ထိုးချောက်ကိုမလေးတဲ့ကောင်ဒါအချင်းချင်းတော့တစ်ဖက်ထဲအချင်းချင်းတော့ကြည့်လိုက်ဒီကောင်လေးစိတ်သက်ကိုအဲ့တော့မင်းစင်းကတော့မှားသလားလို့မင်းတော့မင်းစင်းမှားနေချင်လို့ရှိတာပေါ့ UEC လည်းသူ့လုံသူလုံနေတယ်စူးစမ်းမှန်းလုံနေတာပဲမှန်အောင်စူးစမ်းနေတယ်သူတို့လည်းရန်တို့ပြန်မှတ်ဖို့ဆိုတော့ခက်ခဲပါတယ် တို့တော်လည်းတို့အကောင်းဆုံးစူးစမ်းပြီးတော့ဖြစ်အောင်လုပ်နေတာတွေ့ရတယ်ပြီးတော့မဲဆင်းမှန်ကန်ရေးရောမဲဆန္ဒရှိပြည်သူတွေပါဝင်လာရေးအတွက်ရောဒီမဲဆန္ဒမဲရွေးကောက်ပုံပုံတိုင်မဲ့ကိုယ်စားလှယ်စုံစမ်းရရှိရေးအတွက်ကိုစောင့်ကြံကဏ္ဍဆောင်တို့ကဒီအောင်မြင်စွာကျင်းပနိုင်ရေးတို့ UCL ခင်ဗျာဟိုတနေ့တနေ့နှစ်ခုအချွေချင်းမှကြရတယ်အကုန်လုံးနေချနေကြတာပဲစောင့်ကြရတယ်အကုန်လုံးနေကြတာတို့တော်တို့တော်ခုနအဲ့လိုအမှန်ကြီးလေးရှိတဲ့ခါကြရင်လေတက်ဆိုင်တာဝန်ရှိသူတွေက UEC နဲ့တိုက်ရဲစကားပြောဆက်သွယ်ပြီးတော့ပေးပါတယ်မဆိုပါတိုက်ဆက်သွယ်ပြီးတော့ကျွန်တော်မျိုးနဲ့မဲဆန္ဒနေမှာတော့ဒါလေးတော့မှနေ UEC နဲ့ပြင်ပေးပါဆိုတာမျိုးကိုစာပို့ပြီးတော့အကြောင်းကြားလိုက်ပြီးတော့ကိုယ့်အကူဒီတိုင်းလေးပြင်လိုက်ရင်ရပါတယ်နော်ရှောက်ပြီး ။ဟောအဲ့လိုရတယ်ပေါ့။ဟောမင်းတို့လက်ခက်ကြတော့စာပို့ပြီး UEC ကိုပြောရင်ရတယ်ပေါ့။ဟမ်။ RND 2020ရွေးကောက်ပွဲမှာကြတော့ UEC ကိုဘလူးတော့မပြောဘဲနဲ့မက်ဆေ့မားနဲ့ဖြည့်ချင်းပေးပါဖြည့်ချင်းပေးပါမင်းအောင်လိုင်းရစဟမ်။ဖင်တဲ့ variety ဝင်လို့ထဖို့ပြီး online အဲ့ဒါကြတော့မှန်တယ်ပေါ့။ဟောမင်းတို့အဲ့လိုချက်ချင်းပြောင်းလဲလို့ရတယ်။ဟုတ်လား။အဲ့တော့မင်းတို့အဲ့ဒါဆိုရင်2020လုံးကမင်းတို့ UEC စာပို့လေ UEC ကိုတရားဝင်တိုင်ဝင်ရှိတယ်လေ။ဘယ်မဲသဏ္ဍာန်နဲ့ဘယ်နေရာမှာမဲမတမာမှုဘလို့ဖြစ်တယ်မဲစရင်မှားမှုဘလို့ဖြစ်စသဖြင့် ယူရီစီကိုတရားဝင်တတ်မှတ်ထားတဲ့ရက်မှာဥပဒေထဲမှာပါပြီးသားဒါပေမဲ့မင်းတို့ဘက်ကဘလူဘလူတင်ခဲ့ဘလူမှမတင်ဘူးဟမ်ကျန်းဖုတ်ကရွေးကောက်ပွဲရှုံးတယ်ရွေးကောက်ပွဲရှုံးတဲ့ကျန်းဖုတ်ကမင်းအောင်လိုင်ကိုတွားပြီးအာနာသိန်းကိုမြှောက်ပေးတယ်မင်းအောင်လိုင်ကမက်ဆင်းမားနဲ့ဖြည့်ရှင်းပေးပါအခုတော့ထားအောင်နေတာမဟုတ်ဘူးလားဟမ်အဲ့တော့ဘူးနဲ့အော်တယ်လို့ပဲမင်းအောင်လိုင်ကအော်ခဲ့တာပဲဒါပေမဲ့ပါဖြစ်တယ်အာမက်ဆင်းမားနဲ့တော့ဖြည့်ရှင်းခဲ့တာမဖြည့်ရှင်းပေးတော့အာနာသိန်းလိုက်တယ်မင်းအခုကြာကြာဘူးလည်းလည်းဒီလိုပဲအော်တာပဲ အခုဘူးနဲ့အော်လာကြတော့မဟုတ်ဘူးပြောရမယ်အောင်ချက်ချင်းမင်းတို့တွေတော်တော်တန်တက်နိုင်လို့နေနော်ဟမ်တကယ်ကွာမင်းတို့တွေကကလိန်ကကြစ်ကြတဲ့နေရာမှာလေကလိန်ကကြစ်တွေကြပါများတော့အခုလို့စောက်ချက်တွေကွဲတာပေါ့ဟိုအချစ်ကဖုံနောက်ကပေါ်အကုန်ဘဲကလိန်ဖြစ်ပုံထုံးမနိုင်ဖြစ်မနိုင်ဖြစ်ကုန်ပြီဟမ်ဟောရွေးကောက်ပွဲအယူစီကိုစာပို့လိုက်ရသွားတယ်ပေါ့အဲ့ဆို2020ဘာလို့စာမပို့တာကျွန်တော်မေးလောက်အောင်ကအဲ့ဒါလေ2020ဘာဖြစ်လို့စာမပို့တာလဲဟမ်တတ်မှတ်ထားတဲ့ဥတွေ ။ဘောင်တွင်းကနေရွက်ကောက်ပွဲမက်ဆေ့မှားတယ်ဘုန်းကြီးရွေးစီကိုစားဖို့လေ။တရားဝင်တိုင်လို့ရတယ်။တိုင်ခွင့်ရပေးတယ်လေ။တော့တိုင်လာမက်ဆေ့မှိုင်းတိုင်လာလို့ NND ကပြောတယ်လေ။ရွေးစီကိုတိုင်ပါမက်ဆေ့မှိုင်း။အဲ့လိုလမ်းဘေးကနေဟိုအလူလှဲ့တဲ့အချိန်မှာဝဲကြိုက်ပြီးတော့တကယ်ကင်အောင်းနေတဲ့ခွေးလိုလမ်းဘေးရဲ့အော်လာကိုတော့သူတို့ဖြည့်ရှင်းပေးစရာအကြောင်းမရှိဘူး။ဖြည့်ရှင်း NND ဒီဥပဒေကိုဖောက်လာတာ။လုံထုံးလုံးဒီဥပဒေကိုကျော်ဖောက်တာပဲ။မင်းအောင်လိုင်းမဲစင်းမားတဲ့ဖြည့်ရှင်းပေးပါဖြည့်ရှင်းပေးပါအော်ခဲ့တဲ့ဟာကိုမင်းအောင်လိုင်းအကြိုက် NNDD ခင်ချင်းပေးမယ်ဆိုရင်ဒါဒီဥပဒေနဲ့မညီညွတ်ဘူးရှင်းရှင်းလေးပဲဘာလို့ဥပဒေမှာကတရားဝင်စာတင်ခွင့်ပေးထားတယ်တရားဝင်စာတင်ပြီးကန့်ကွက်ခွင့်ပေးထားတဲ့အရာကိုတရားဝင်စာတင်ပြီးတော့ဥပဒေပေါင်းတွေကမကန့်ကွက်ဘဲနဲ့လမ်းမေးရတဲ့ order ကို NND အစိုးရတွေလိုက်လျောခဲ့မယ်ဆိုရင်အဲ့ဒါဥပဒေကိုဖောက်ဖျက်တာပဲနော်မလိုက်လျောခဲ့တဲ့အတွက်မင်းတို့အာဏာသိမ်းလို့မကောင်းတိုက်တယ်လို့ NND ဒီနောက်ဆုံးအချိန်ထိဥပဒေအတိုင်းရပ်တည်သွားတာရှင်းရှင်းလေးနော်အာဏာသိမ်းတယ် ါကနောက်ပိုင်းအာနာသိန်းတာဥပဒေနဲ့မညီတာထပ်မပြောသေးဘူးနော်ဟို9ຫນာရီမှကာလုံခေါ်ပြီးမနက်9ຫນာရီတည်းကလာပြီးဖမ်းထားတာဒါနိုင်ငံတော်တစ္ဆာဖောက်ပြန်မှုပုံကံမှုနဲ့တဲ့အပြစ်မှုဒါတွေအများကြီးရှိသေးတယ်နောက်ပိုင်းတွေမှာနော်အခုကျတော့ဘူးနဲ့လက်ဆွေကဟောထားတော့ယူးစီကိုစတင်ပါလားဟုတ်လားအဲ့ဒါဆို2020တင်ထိုင်းလေမင်းတို့ပဲပြောခဲ့တာလေဟုတ်တော့တောင်းရှောက်ပြောနေရမျိုးတွေတစားရင် ဟိုကိုယ့်အကူအသားလေးပြောလိုက်ရင်တော့ရပါတယ်ဒါပိုကောင်းတဲ့ကိစ္စပါဒါပိုပြီးတော့အဖြစ်အဖြစ်ထွက်မယ့်ကိစ္စပါဆိုတော့အဖြစ်မထွက်တဲ့လမ်းကိုယ့်အသားလေးဖြစ်မဲ့လမ်းကိုရွေးချယ်လိုက်တာကြတော့မကောင်းဘူးပေါ့ဗျာဒါတွေအခုအခုဘာဖြစ်လဲပြပြအုပ်စုတွေကဒါကြီးကိုကင်ပြီးတော့ပြောစရာဖြစ်ကုန်တော့ပေါ့ဖြစ်ကုန်တော့နိုင်ငံတော်ကြီးကလေးတိတ်ခါကြတာပေါ့နင်းထိုင်နေမင်းမတိတ်ခါတိတ်ခါဘာဖြစ်လဲနိုင်ငံတော်ကြီးကလေးတိတ်ခါကြတော့မင်းမဲလေနေဘယ်နေရာမှာတိတ်ခါရှိလဲဟမ်လမ်းဘေးကဖာလိုက်ခံနေတဲ့ပြစ်တစားဟိုကတော့မင်းတို့မင်းမင်းမဲလေနေတိတ်ခါရှိသေးတယ်တိလာဖာရဖင်အောင်မင်းမမင်းမဲလေမင်းကိုဝယ်တဲ့ကောင်တွေတိတ်ခါရှိတယ် တိလားကိုစီရိုင်းတယ်လို့မပြောနဲ့တိလားအဲ့အမှန်တရားကိုတဲ့ပြောတာနော်ငါပြောတဲ့စကားမှားတယ်ဆိုရင်မေးကြည့်အခုငါပြောတဲ့စကားကိုကိုစီရိုင်းတယ်ဒီရိုင်းတဲ့စကားကြီးမှန်လားမှားလားမစ်စစ်တန်းကောက်ကြည့်နော်မတိတ်ခါရဲအမေနိုင်ငံတော်အကြီးကဲကြီးမှာတိတ်ခါမဖြစ်ဘူးပြောစရာဖြစ်ကုန်တော့ဒါလေးတော့မကောင်းဘူးဒါလေးတော့ကျွန်တော်မြင်တာပြပြတာအဲ့တော့ယူစီနေတဲ့လေအခုဘာကြီးဆက်လုပ်လဲဆိုတော့ယူကောက်ပွဲနဲ့ပတ်သက်လို့မှန်ကန်မြတ်တာပေါ့မဲစင်းမှန်မှုတော့သူတို့လိုက်ပြီးအတကုံကျူးစားနေတယ်လော်ဘီလော်ဘီလော်ဘီယူစီနဲ့မင်းအောင်နိုင်လို့လော်ပေးပြီးဖားပေးပြီးဘူးလက်ကိုထည့်ပြီး ်ပြောနေကြည့်ကြည့်တကယ်တော့အဲ့တစ်ဖက်မှာလည်း UEC ရဲ့မဲဆင်မံကိုကြိုးစားနေသူတစ်ဖက်မှာလည်းဒီ UEC မှာဟိုလာမဲ့ UEC မဲရွေးမဲပေးရေးအတွက်ပြည်သူတွေမဲပေးရေးအတွက်ကိုမလုပ်နေလဲဆိုတော့ဒီအဲဥပညာရှင်တွေပူပေါင်းပါဝင်လာမှုရှိမရှိ UEC လည်းကြိုးစားပန်းစံလုပ်နေတာတွေ့ရတယ်ဆိုတော့ပြည်တွင်းမှာရှိတဲ့ဥပညာရှင်တွေခုနလက်သုံးဆောင်ဟာဘာမှမဘူးနဲ့ပိုင်ရင်ကိုလိုဘာလို့ရှိတယ်ခေါင်းဆောင်မင်းနိုင်ရှိတာယူမင်းတို့ပြည်သူတွေမဲပေးဖို့အတွက်အနုပညာပိုင်းမင်းပြပူပါနဲ့ဟမ်ငါသားမောင်ကလူရဲ့ ခေါင်းဆောင်မင်းသားကြီးပန်ရဲကိုရှိတဲ့ဟာကြီးမင်းတို့ဘက်မှာဟမ်ထပါလားမင်းခေါင်းဆောင်မင်းသားနော်နောက်လိုက်မဟုတ်ဘူးဇက်ရံမဟုတ်ဇက်ဖို့မဟုတ်ဘူးဇက်ဆောင်နော်ဟာမင်းရတယ်ကွာပြတ်ကြောက်ရမယ်အကုန်လုံးထောက်ခဲ့ပြီးမှခံဝင်လက်မှတ်ထိုးပြီးတော့ပြန်နားနေတဲ့အမှုပြရှင်တွေဒီအမှုပြရှင်တွေအနေနဲ့လည်းခါရတို့အနေနဲ့နိုင်ငံတော်ကိုအလုပ်ကျေးပြုဖို့တာဝန်ကြအချိန်ကြလာပါပြီနိုင်ငံတော်ဆိုတော့ပါလားမင်းအောင်နိုင်လို့ခေါင်းဆောင်နဲ့စစ်ဘုတ်ချုပ်တည်းနိုင်ငံတော်လားဟမ်နိုင်ငံတော်ဆိုတော့ဘယ်ဟာကိုပြောတာမင်းတို့စစ်ဘုတ်ချုပ်တိုင်ဝမ်ရဲ့နိုင်ငံတော်လား အစစ်ဘုံချုပ်အထဲမှာရှိတဲ့ကောင်ရောဘောင်းမီချွတ်လာတဲ့ကောင်ရောအဲ့ကောင်တွေအားလုံးဟာနိုင်ငံတော်သူတို့တာနေအုပ်ချုပ်သူသူတို့အုပ်ချုပ်တော်ပြည်သူ့ခံရမယ်နော်နိုင်ငံတော်ဒီသူတို့ကိုစားပြုတယ်ပြည်သူဒီအုပ်ချုပ်ခံလူတန်းစားသူတို့အုပ်ချုပ်တော်ကိုခံခံမပြောနဲ့မကြိုက်တယ်ကြိုက်တယ်လာမပြောနဲ့ခိုင်းတဲ့တိုင်းတွေထားတဲ့တိုင်းတွေအဲ့လိုလားဟောအေးအေးနိုင်ငံတော်ကိုယ့်ရဲ့အမှုပြရတဲ့အလုပ်ချင်းပြုအချိန်ကြလာပါပြီတစ်ချိန်လုံးခင်ဗျားတို့အခွန်ဆောင်ခြင်းဆောင်နေမဆောင်ခြင်းမဆောင်ဘူးခင်ဗျားတို့နိုင်ငံတော်စီကနေရရင်အကုန်ယူတယ်ခင်ဗျားတို့နိုင်ငံတော်ဘာမှမပေးဘဲနဲ့လုပ်ချင်တာလုပ်ကြရတယ်ဟာမျိုးတွေလည်းလုပ်ခဲ့ကြ ဟုတ်တယ်အမရန်အောင်လို့ဒိန်းအောင်လို့ဆိုနိုင်ငံတော်ဆိုတဲ့အဲ့ဒီမင်းအောင်နိုင်ကြီးကလေရရင်အကုန်လုံးဘောမှပြီးယူတယ်နော်ပြီးရပြီးရမင်းအောင်နိုင်ကိုစောက်ပြီးမဆိုင်ပေးဘူးဟုတ်တယ်ပြောပြကွာရှုပ်ပြီးပြီးနိုင်ငံတော်ဖျက်လို့ပြစီတယ်လုတ်ခဲ့ကြပြီးပြီးအခုနိုင်ငံတော်ကလိုအပ်လာပါပြီခင်ဗျားတို့ခင်ဗျားတို့ဘာလုပ်ပေးသင့်လဲသွားလို့ပါကျွန်တော်အားပေးပါတယ်ခင်ဗျားတို့အဲ့လိုကျွန်တော်အားပေးပါတယ်ကိုသွားလို့ပါဘာလုပ်ရမလဲဆိုအားပေးနော်ကျွန်တော်အားပေးရတော့လုံးနော် မဲပြည်သူတွေမဲပေးချင်လာအောင်နှုပညာရှင်တွေကဝိုင်းဝန်းပြီးတော့နှုပညာဆွမ်းအားနဲ့လှုံ့ဆော်ပြောဆိုစီယုံအာမူဗီရုပ်ရှင်ရုပ်ရှင်အတူလေးတွေမူဗီကလစ်အတူလေးတွေပဲလုပ်ပေးတာမျိုးတွေဝိုင်းလုပ်ပေးကြဘူးနှုပညာရှင်တို့တိုက်တော့မှာလေ UVC ကဖိတ်ခေါ်ခဲ့ရင်လေပူပေါင်းပောင်းပေးကြပါဦးဥမာကိုပြည်ရီဦးတို့မဲအင်ဒရာကျော်စင်တို့ပေါ့ဗျာအမကိုပို့မဲပေးဖို့လိုသေးလို့လားမင်းတို့ကမင်းတို့တဦးတည်းရှင်ပြန်ပြီးတဦးတည်းလှုပ်မဲ့ပွဲဘယ်ဘယ်ပြည်သူမပါလဲမင်းတို့နိုင်ပြီးသားလေဟမ်ဘလူးမလာမပေးလဲဒီရွေးကောက်ပွဲကမင်းတို့နိုင်ပြီးသားပဲဘာဘာဘာလို့ကိုသူမြိုက်တိုက်တွန်းနေတာလဲလို့ဟမ်ပါလေ ဟိုဘုံနေပြောင်းလို့လားတရုတ်ဆောင်ပြတာအဲ့လိုမျိုးလားဘဒူးမမဲလားဘယ်ပြည်သူမှမဲမပေးတော့မင်းတို့နိုင်မဲ့ပွဲလေဘဒူးမမပါတဲ့ဟာမင်းတို့ကမင်းတို့ရှင်ပြိုင်ရဟာယူဟမ်ဘို့ဟိုတပည့်အဟာတွေဆိုအိမ်ဖြစ်ခံမဲ့ဟမ်ပီတုံးလုံးလို့ဟုတ်လားပီတုံးလုံးလို့ပီလေးလုံးလို့ပီငါးလုံးလို့ဟုတ်လားဤငါးလုံးလို့ဟုတ်လားအေးဤတွေချီးတွေအကုန်လုံးဟမ်အကုံတော့အိမ်ဖြစ်ခံနေပြီပဲဘာမှဘောင်းအရာဝင်တာမဟုတ်ဘူးမင်းတို့တူးတဲ့ပြိုင်တဲ့ပွဲမင်းတို့မနိုင်ဘူးနိုင်ဖို့လေ ်ဘူးမင်းတို့အကုန်လုံးပေါ့ကျွန်တော်ကိုယ်တိုင်သွားပူပောင်းပေးကြပါဒါတွေကကောင်းတဲ့ကိစ္စဖူးဖေးလိုပါစအကုန်လုံးပူပောင်းပေးကြပါဒါဆိုရင်ကျွန်တော်တို့ဟာနိုင်ငံသူပညာနဲ့နိုင်ငံတော်ပြန်လဲအကျူးပြည့်တဲ့သူဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပူပြီးတော့လက်ခံယူကြည်တာဖြစ်ဖြစ်ပါတယ်အဲ့တော့လောက်ကြဖို့တိုက်တော့မှာနော် UDC လည်းဖိတ်ခေါ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဖိတ်ခေါ်မှာပါဖိတ်ခေါ်မှာ UDC လည်းဖိတ်ခေါ်တဲ့ခါကျရင်တော့သွားရောလုတ်ပေးကြဖို့တိုက်တော့မှာတကယ်ပါဗျာကြားတဲ့အတိုင်းမကြည့်နော်ကြည့်ဒါကျွန်တော်လက်တွေ့သုံးသပ်ပြတာပါ2020ရွေးကောက်ပွဲမှာမဲလင်းတို့မဲခိုးတို့မဲစီမားတို့អော်ခဲ့တဲ့កောင်នេះသူတို့ကိုယ်တိုင်ရွေးကောက်ပွဲလုပ်တယ်ဆိုပြီးသူတို့ကသူတို့လုပ်တယ် နော်900မှာ300မှားနေတယ်တဲ့မှားတဲ့ဟာကို all တူကိုပြောတယ်ဟာ all ကောင်းတော့လူတိကုန်ပဲတိတ်တိတ်နေတယ်မ on နေတယ်အဲ့ဒီအမားကြီးကိုလူတိဝမ်းမယ်တဲ့ငါတို့ဘက်ကမှလူတိဝမ်းမယ်မှနိုင်ငံအနာသိန်းသားကခေါင်းဆောင်နေဗာတိတ်ခါကြမယ်တဲ့ကစင်းသားကြီးနော်အဲ့ဒါကြော်မျိုးမျိုးပြောနေတဲ့စကားအဲ့တော့ဒီလိုလူမျိုးတွေကိုခင်ဗျားတို့ကကိုယ့်ရဲ့ဥဆောင်သူကိုယ့်ရဲ့ခေါင်းပေါ်မှာထားနိုင်တာအဲ့ဒါလေးကိုမေးတာပါနိုင်ငံကြီးဆိုအဲ့ဒါပဲအခုဒါပျော်ကြတယ်ပန်းတယ်ပျော်ပါပါပျော်ပါပါပါ ဒါပေမဲ့ကိုယ်နိုင်ငံရဲ့ဖြစ်ပျက်နေတဲ့ပဂတိအမှန်တရားကိုတော့လူသားအလုံးသိစေခြင်းတယ်ကျွန်တော်တို့တိုင်းပြည်ကဘလောက်နှိမ့်ညံ့နေပြီလဲရှင်းရှင်းပြောရင်လေမြန်မာပြည်မှာငါရက်ွက်ထဲမှာစံရှိတယ်ကွာငါဝင်းစာအပြည့်ပဲဒီရက်ွက်ထဲမှာငါကတထေးပေါ့ဟုတ်လားခဏနေဦးသူများနိုင်ငံရဲ့ရှင်လိုက်ကြည့်ခင်ဗျာဖွေးတဲ့ကောင်တော့တန်ဖို့မရှိမနာနဲ့တော့အကောင်းဆုံးတာရက်ထဲရွာထဲစားနိုင်တောင်းနိုင်ပြည်ပြည်လဲလဲရှိပါတယ်ဆိုတဲ့လူအောက်ချေဟိုစင်းရဲတဲ့လူမပြောဘူးနော် အဲ့ဒီပြည်ပြည်လည်လည်ရှိပါတယ်ဆိုတော့လူတော်မှတိုးတက်တဲ့သူများနိုင်ငံခွေးတကောင်တော့တန်ဖို့မရှိဘူးအဲ့ဒါကျွန်တော်အဒီပြောတာလာခဲ့တာအဲ့စကားကျွန်တော်တာဝန်ယူတယ်ကျွန်တော်ရှင်းပြမယ်လာခဲ့လားနော်သူများနိုင်ငံခွေးညိုးရိုးဗီဇကျမ်းမာရေးစောက်ရှောက်မှုအကောင့်နေထိုင်မှုနော်အသားလားအမဲထမ်းဘလောက်လဲတနေ့ကိုအဲခွန်ခန်းနဲ့ကျွန်တော်နိုင်ငံမှာဘလို့နေရတယ်ဟမ်နိုင်ငံခြားတွင်းနဲ့ဆေးဝါးတယ်ဆိုတာအခုပိတ်ထားတယ်စီစီတွေဘလို့စီစားရတယ်ဟမ်စံတဲကိုဘလောက်ဖြစ်သွားပြီ အဲ့တော့တချို့တရေကမတည်ဘူးအာငါငါပြေလေတဲ့အေးစေးပဲငါတို့ကငါတို့ဒေတာမှတော့ငြိမ်းချမ်းနေဆိုလို့တူရှိတယ်အမေအပေါ်ဒီစစ်ပွဲတွေလုပ်ကျင်နိုင်လုပ်နေတာကိုဖင်ခုံးကုန်းခံနေရတာဟာကိုငြိမ်းချမ်းတယ်အဲ့ဒါငြိမ်းချမ်းတာမဟုတ်ဘူးဖင်ချခံတာခေါ်တယ်နော်လက်ရှိဒီမင်းအောင်လိုက်အာနာသိန်းတဲ့ကာလမှာလေငါတို့ဒေတာငြိမ်းချမ်းပါလေလို့ပြောတဲ့သူတွေအဲ့ဒါချိန်နေတယ်ကိုဖင်မြတ်ချတာမတည်တဲ့ကောင်တွေနော်ငြိမ်းချမ်းပါတယ်ဟုတ် ဖင်ချခံရမှာလို့တိုက်ဝဲတိုက်ရိုက်မပြောပဲငိမ့်ကြမ်းပါတယ်ဟုတ်တော်ဝိုက်ပြောတော့ကြောက်ဝင်တော့ဟုတ်ဒီအလင်ကဆက်တဲ့လူကြီးပဲဘုံတော့เนาะအဲ့ဒါဟိုတိဖို့လို့ဒါအခုဒီဗီဒီယိုဖိုင်မှာဒါမြင်အောင်ပြတာเนาะတစ်ချိန်ကရွေးကောက်ပွဲဥပဒေရှိတယ်မဲစရင်မှားတယ်မဲလိမ်မဲကိုဖြစ်လာဘဲမဲဆန္ဒနေမှာဘလို့ဖြစ်တယ်တရားဝင်ဥပဒေဘောင်တဲကနေယူရီစီကိုတိုင်ဝင်ရှိတယ်ဒါပေမဲ့ဘယ်သူမှမတိုင်ခဲ့ဘူးအခုလိုလမ်းပေးရအောင်ခဲ့တယ်ဟောအခုသူတို့လောက်တဲ့ပွဲ နော်ကျွန်တော်တို့ဘက်ကအော်လာမုန်းတော့တို့အချင်းချင်းပဲပြန်အော်လာလမ်းဘေးကအော်လို့တဲ့တစ်တော့ဘောကအော်လို့တဲ့တို့တိတ်တိတ်ယူစီကိုတိုင်လေချက်ချင်းပြေသွားတာကြည့်ဒီကောင်တွေရဲ့ဇယိုက်မြင်အောင်ကြည့်ကြအဲ့တော့နိုင်ငံရေးလောက်တယ်ဆိုတာကျွန်တော်တို့လေဒီလိုလောက်ရမျိုးတွေကိုကျွန်တော်တိုင်းပြည်မှာလောက်ဖွင့်ပေးလို့မရဘူးပြအဲ့ဒါတိုင်းပြည်ပြစ်တာတိုင်းပြည်ဖြစ်တာကြော်မျိုးမင်းမမဟုတ်ဘူးဘူးနဲ့မမဟုတ်ဘူးဘသူပဲဖြစ်ဖြစ်ဒေါအောင်ဆန်းစုကြည်ကိုတိုင်းလည်းအဲ့လိုလောက်ခွင့်မရဘူးเนาะသူလည်းမလောက်ဘူး အဲ့တော့ဟိုဒီစစ်တပ်ကိုထောက်ခံတာထောက်ခံပါတိုင်းပြည်ရဲ့စစ်တပ်ဒီတိုင်းနိုင်ငံသားတွေထောက်ခံမှာပဲဝင်းရံမှာပဲအားပေးရမှာပဲဒါပေမဲ့ကိုဝင်းရံအားပေးနေတဲ့ဒူတွေဟာဒီစစ်တပ်ကိုကောင်းအောင်လုပ်တာလားစစ်တပ်ကိုနှိမ့်ညပျက်စီးအောင်လုပ်တာလားဒီနိုင်ငံကိုကောင်းအောင်လုပ်တာလားဒီနိုင်ငံကိုပျက်စီးအောင်လုပ်တာလားဒါလေးကိုတော့အားလုံးတိစေချင်တယ်ကိုလုပ်ကိုလုပ်မယ်တွားမယ်လာမယ်ပြောမယ်ပါမယ်နေမယ်ထိုင်မယ်ဒါပေမဲ့လို့နိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတော့လုံးဝမျက်စီမပြတ်ပါစေနဲ့။ဘာဖြစ်လို့လဲနိုင်ငံကြီးရဲ့ခမည်းတော်ကြီးပဲ နိုင်ငံရေးဆိုတော့ကိုယ့်အရေးကိုယ့်အရေးဒီနိုင်ငံရေးဒီနိုင်ငံကောင်းမှကိုယ့်ဘဝကောင်းကောင်းမွန်မွန်နေရမှာဒီနိုင်ငံရေးစုပ်ပြတ်နေဘလောက်ပဲချမ်းသာပါစေအဲ့ဒါကောင်းတဲ့ခေါ်လို့မရဘူးနော်ကိုယ့်နိုင်ငံအချင်းချင်းကိုယ့်ရဲ့အချင်းရှင်ပြိုင်လို့မရဘူးသူများနိုင်ငံတွေကြည့်ရမယ်သူများနိုင်ငံတွေဘလောက်တိုးတက်နေလဲသူများလူနေမှုစနစ်ဘလောက်မြင့်နေဘလို့စနစ်မျိုးနေကြတယ်ရည်ကျင်းမှုဘလောက်ထွန်းကားလဲနော်ကောင်းတဲ့အချက်တွေကြည့်အဲ့တော့ကျွန်တော်နိုင်ငံဘလောက်နှိမ့်ညံ့နေတယ်ဘလောက်ပြည့်စည်နေတယ်ဘလောက်စုပ်ပြတ်နေတယ်။နော်ဒီမိဟာမကြီးနဲ့ထိုင်းဟိုလာခဲ့ ။ဒါရဲ့ပတ်ဝန်းကျင်ရှုခင်းအမြင်လန်တရာအဆောက်အအုံတွေရဲ့အယောင်အဆင်း quality နဲ့ဘက်ကလေးတို့လေနဲ့မင်္ဂလာတော်ကိုဆင်းသွားလိုက်။ဟိုဘက်ရောက်တာနဲ့အယောင်အဆင်းဘလို့ဖြစ်သွားလဲ။အဲ့ဒါကျွန်တော်တို့နိုင်ငံစောက်ပြတ်နေတဲ့တင်ကြတာတွေလား။ဒါတွေကိုကောင်းဖို့အတွက်ဆိုတာဒီလိုကောင်မျိုးတွေရှိနေတွေ့ဘယ်တော့မှမကောင်းစိတ်ချ။